ီပါဝန်ကိုပြဲကြေးပြီးချန်ပီယံလိပါယူရောမယ်ဆိုတာတက်တည်ပြလိုက်တဲ့စီမံကြီးပရိသတ်များလုံးမိလာများရှေယိုအိုင်မက်ခွန်ရှေကောအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်မော်ဝင်ဆမ်းပြတဲ့တဝင်းကန်နာတို့ကတော့ခန်းနာတဲ့လမ်းစားခြေဆောင်ကိုပြသပြီးချန်ပီယံလိကိုအနိုင်နဲ့စဖွင့်လိုက်ပြီးဖြစ်ပါရင်တချို့တို့တော့အသေးဖန်နေအေးအေးဝဝအိနေတဲ့ဂျာရဲ့ကာလမှာစီမံကြီးပရိသတ်တွေကတော့အေးအေးပြည့်ရကြိုနက်ခဲ့တာပဲဖြစ်ပါရင်ကောင်းကောင်းပြေမာရီနလီကခေါင်းဆမ်မကုတ်တော့ပဲလူစားဝင်စားမပြေအစီအမံကြီးတို့ကိုကဲတင်ပေးခဲ့ပါရီအစီအမံကြီးပြည်သက်တွေလည်းမာရိုကီကိုတောင်းမန်နေရကနေမာရီနလီကိုပါထပ်မံတောင်းမန်လာရတာဖြစ်ပါရင် ကောင်းမွန်ကြီးရကလည်းရင်ဘာမှမလုပ်တတ်ဘူးဆိုပြီးတော့စီမင်းပရိသတ်တွေဆဲနေတယ်မာတင်နယ်လီကတကိုးသွင်းတကိုးဖန်နီကစူပါဆက်ဖြစ်ခဲ့တာဖြစ်ပါတယ်စပိန်ပြည်မှာဘီဘာအိုလိုမျိုးပရိသတ်အင်အားတောင်းတင်ပြီးနီးစနစ်ပိုင်းအားကောင်းတဲ့ပြိုင်ဘက်ကိုနှစ်ကိုးပြတ်နိုင်ခဲ့တာကစီမင်းကြီးတို့အတွက်အနိုင်ရလဲထက်ကိုပို့ပါတယ်ဒီနိုင်ဝဲကလာမယ့်အဖက်မှာတွေ့မယ့်နိုဘူးတို့ပွဲအတွက်ယုံကြည်မှုရသွားစေပါလေဖြစ်ပါတယ်အင်္ဂလန်ကဆိုရင်ဒီချေဒီချေနဲ့ဒီလိုပွဲမျိုးဆိုတာစီမင်းကြီးတို့တင်အထက်ပုံမြှောက်လင်းလို့မရတဲ့ပွဲမျိုးဖြစ်ပါတယ် ပြည်တို့ဟာထိုးပေါရခက်တဲ့အသင်းတွေနဲ့တွေ့ရင်တိုက်စစ်ကဂုံမသွင်းနိုင်တော့ပဲတိုင်ပတ်သွားတက်တာဖြစ်ပါရင်ဒါပေမဲ့ဒီပွဲမှာတော့စင်မြင်းတို့ဟာမဟာပြွာမြောက်လူစားလေးမှုတွေပြုလုပ်ပြီးဂိုးပြတ်နိုင်ွဲကိုပုံဖော်နိုင်ခဲ့တာပါစင်မြင်းတို့ပွဲထွက်လူစင်းနေမှာကအရန်လူစင်းမှာတောက်တင်းနေပြီလို့ပြောမှာဖြစ်ပြီးကစားကွက်အပြောင်းလဲလူအပြောင်းလဲကိုစိတ်ကြိုက်လုပ်နိုင်ခဲ့တာဖြစ်ပါရင်ပရီးမီးယားလိမ်မှာ၄ပွဲကန်၃ပွဲနိုင်ချန်ပီယံဆုတွေတာထွက်ကောင်းနေတဲ့စင်မြင်းတို့ဟာချန်ပီယံလိမ်မှာလည်းအခြေအနေလှနေပြီးပြိုင်ပွဲစုံဖလားစုံမျှော်လင့်လို့ရနေပြီဖြစ်ပါရင် ိုင်းနယ်လူစင်မှာစီမင်းတို့ဟာ AC ယော့ခရက်မာတို့အကီတို့အတိုက်စစ်မှာထားပြီးတော့သုံးဆွဲခဲ့ပါတယ်။ခုနကမှာတော့ဒီကလန်ရိုက်ဆိုပြီးမှနေမာရီနိုတို့ကိုသုံးဆွဲခဲ့တာဖြစ်ပါတယ်။ခန်းစစ်မှာတော့ကာလာဖျော်ရီ၊ကာဘရီယယ်၊မော်စကွဲယာ၊တင်မာတို့ပါရှိပြီးတော့ဂုဒမအဖြစ်ယာကသုံးတော်ခံနိုင်ခဲ့တာဖြစ်ပါတယ်။ယာအနေနဲ့ဒီဘက်မှာအာဆင်နယ်ကစားမပွားပွဲတရာပြင်းပြခဲ့ပြီးတော့ clean sheet ပါယူနိုင်ခဲ့တာပါ။ အင်းရှင်ပြည်ပအောင်အတင်းကလည်းအထူးအစားမအများပြားကိုပွဲထုတ်ပြီးစင်မြန်ကြီးတို့ကိုကျုံးသွင်းဖို့ရာစ조사ခဲ့တာဖြစ်ပါတယ်။ပြည်ပအောင်အတင်းဟာပရိသတ်အားနဲ့အာဆင်နယ်ကိုဖိအားပေးခဲ့ပြီးအင်ကွင်းမှာအနည်းဆုံးတော့အမှတ်ခွဲယူနိုင်ဖို့조사ခဲ့တာဖြစ်ပါတယ်။ပွဲစားရေး23မိနစ်မှာတင်မတိုင်းစစ်ကနေရောခရက်တယောက်တည်းလွတ်ထွက်သွားခဲ့ပေမဲ့အခွင့်အရေးကိုအသုံးချနိုင်ခြင်းမရှိခဲ့ပါဘူး။ပွဲစားရေး25မိနစ်မှာတင်မရဲ့ဖြတ်တင်ပေးမှုကိုရောခရက်ကကောင်းတိုက်ခဲ့ပေမဲ့ဂိုးပေါင်းနဲ့လွဲချော်ခဲ့ပေမယ်။ ဒီပါအသင်းကလည်းတစ်ချက်တစ်ချက်ပြန်လည်ထိုးဖောက်ခဲ့ပေမယ့်စင်မြန်ကြီးနောက်တန်းရဲ့ရာယာကိုမကျော်နိုင်ခဲ့ဘူးဖြစ်ပါတယ်။ရောခရကတော့အသင်းဘော်ကာဘီယက်နဲ့ထိခိုက်ခဲ့တာကြောင့်ဦးကောင်းကွဲသွားခဲ့သေးတာဖြစ်ပါတယ်။ပရိုင်မာကိုမရှိသေးကြနိုင်ခဲ့ပြီးဒုတိယပိုင်းမှာလည်းတင်းတင်းနဲ့တင်းအမှားဆက်ဆော့ကစားနေခဲ့ပြန်တာဖြစ်ပါတယ်။ဒီပါကစင်မြန်ကြီးရဲ့တောင်ပိုင်းဘက်ကိုအဓိကအားထိန်းချုပ်ခဲ့ပါတယ်။ဒါကြောင့်မာရိုအကီနဲ့အဲဇီရောထင်သလောက် ခွင့်မရခဲ့ဘူးဖြစ်ပါတယ်။ဒါပေမဲ့နီစနစ်တာအာရီဒါကကိုရဖို့လိုအပ်နေချိန်မှာမာတင်နယ်လီထရော့ဆက်တို့ကိုလူစားဝင်ကစားစီခဲ့ပါတယ်။မာတင်နယ်လီကလူစားဝင်ပြီးသိမ့်မချာခင်မှာပဲတမန်တိုင်းစစ်ကနေထရော့ဆက်ချပေးမှုကိုတောင်းလျှောက်ဆွဲပေးကောကိုသမားနဲ့တူးချင်းအတွေ့မှာအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်အာဆင်နယ်အတွက်အနိုင်သေးချာခြင်းမဲ့ကိုကိုတော့မာတင်နယ်လီရဲ့လိန်ခေါက်ချိုးဝင်ဖန်တီးပေးမှုကနေထရော့ဆက်ကကန်သွင်းခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အနေနဲ့လူစားဝင်ကစားမှာရဲ့အတွင်းကိုနေတဲ့တူထိုက်တဲ့နေတိုင်းဝဲကိုကင်ဆွဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါမယ်။နောက်နေ့မှာလည်းအားကစားနေပတ်သက်တဲ့သတင်းကြောင့်တင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း ချိန်မေးကြပါအောင်လို့ပြောရင်းနေကောင်းချွန်လိုက်ရပါတယ်ခင်ဗျာ